လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါနိုဝင်ဘာလအတွင်းမှာပဲပြိုင်ပွဲကြီးတစ်ခုအတွက်ပြင်ဆင်ခြေစစ်ပွဲဝင်ရအောင်မဲ့အမျိုးသားယူဆက်ခွန်အသင်းရဲ့အာရှဖလားခြေစစ်ပွဲစဉ်တွေရှိနေပါတယ်အမျိုးသမီးယူဆက်ခွန်အသင်းကတော့ကြံခဲ့တဲ့လအတွင်းမှာပဲခြေစစ်ပွဲအောင်သွားပါပြီ2026မှာဆိုရင်အာရှဖလားကိုကစားဝင်ရတော့မှာပါအမျိုးသားယူဆက်ခွန်အသင်းကရောအားကြောင့်မခံလုပ်ပြနိုင်အောင်မလားကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်။သူနာကွင်းမှာပဲလက်ခံကစားမှာဖြစ်တာကြောင့်အေရှန်အားသာကြလေတော့ရှိနေတယ်။ အမျိုးသားယူဆက်ကွန်အတင်းကပြီးခဲ့တဲ့ထိုင်းနိုင်ငံလူငယ်ဖိတ်ခေါ်ဗလာပြိုင်ပွဲမှာတော့ Falcon FC ဆိုတဲ့အမည်နဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့တတိယနေရာရခဲ့ပါတယ်။ဒီအာရှဗလာခြေစစ်ပွဲကတော့ယူဆက်ကွန်အတင်းအစမ်းသက်ခံရမယ့်ဒုတိယမြောက်ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ပွဲချိန်လေးတွေတစ်ချက်လေ့လာကြည့်အောင်မြန်မာပါဝင်နေတဲ့အုပ်စုမှာတော့အခြားသောအာရှအင်အားကြီးအသင်းတွေလို့ပြောရမယ့်အာဖဂန်နစ္စတန်တို့စီးရီးယားအသင်းနဲ့အိုမန်အသင်းတို့နီဘောအသင်းတို့ပါဝင်နေပါတယ်။နိုဝင်ဘာလ22ရက်နေ့ကနေစပြီးတော့အာဖဂန်နစ္စတန်အသင်းနဲ့ရင်ဆိုင်ရမှာပါ။ နိုဝင်ဘာလ24ရက်နေ့မှာတော့နီဘောအသင်းနဲ့ကစားရမယ်။နိုဝင်ဘာလ28ရက်နေ့မှာတော့အိုမန်အသင်းနဲ့ကစားရပါမယ်။အောက်စုအပိတ်ပွဲစဉ်ဖြစ်နိုဝင်ဘာလ30ရက်နေ့မှာတော့ဆီးရီးယားအသင်းနဲ့အဆုံးသတ်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီပွဲစဉ်တွေအားလုံးကိုတူဝနာကွင်းမှာပဲညနေ4နာရီတိတိမှာလက်ခံရှင်ပြိုင်ကစားအောင်ပါပါ။ခြေစပွဲဝင်တဲ့အသေးမောင်းကတော့38သင်းရှိပြီးတော့အုပ်စု9ခုခွဲကရှင်ပြိုင်ကြမှာဖြစ်ပေမဲ့ခြေစပွဲကတော့အုပ်စုပထမရတဲ့အသင်း9သင်းပဲအောင်မြင်မှာဖြစ်ပါတယ်။ ဒီအာရှဖလားကိုဝင်ဝင်ရခဲ့မယ်ဆိုလို့ရှိရင်ကမ္ဘာဖလားဝန်ကံဝင်ကိုလည်းဆက်လက်မျှော်လင့်လို့ရတာကြောင့်အခြားသောအာရှအသင်းများနည်းတူမြန်မာယူဆက်ခွန်အသင်းကလည်းဘလောက်ထိစူးစမ်းထားလဲဘလောက်ထိပြင်ဆင်ထားလဲအာရှအလဲမှာဥမောဝင်ပါလားကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခုလို update ဖြစ်နေတဲ့အားစားတဲ့နည်းတွေကိုချိန်မှန်တင်ဆက်ပေးနေကြဖြစ်တဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြတော့မမေ့ပါနဲ့။နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ။